ဒီနေ့တော့ကျွန်တော်တို့ AI လောကမှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုအကြောင်းကိုဆွေးနွေးကြအောင်ပါ။အဲ့ဒါတော့နာမည်ကြီး AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ Open AI ရဲ့လုပ်ငန်းလေပတ်မှုစရိတ်နဲ့သူ့ရဲ့ပြိုင်ဘက်အသစ်ဖြစ်တဲ့ DeepSeek ရဲ့အကြောင်းပဲဖြစ်ပါတယ်။မိတ်ဆွေတွေလည်းသိကြတဲ့အတိုင်းပါပဲ။ Open AI ဟာ ChatGPT လိုမျိုး AI နည်းပညာတွေကြောင့်ကမ္ဘာမှာတော်တော်လေးနာမည်ကြီးလာပါတယ်။ ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုစရိတ်ကလည်းမသေးပါဘူး။2024တစ်နှစ်ထဲမှာပဲအမေရိကန်ဒေါ်လာ9ဘီလီယံလောက်အထိတုံးဆွဲခဲ့ရတယ်လို့ဆိုပါတယ်။အဲ့လောက်ကြီးမားတဲ့ဇီးမျိုးနဲ့လေပတ်နေခဲ့တဲ့ Open AI ဟာမထင်မှတ်ဖဲနဲ့ပြိုင်ဘက်ကောင်းတစ်ယောက်ရလာခဲ့ပါတယ်။အဲ့ဒါကတော့ DeepSea ပါ။ Kai-Fu-Li ဆိုတဲ့ AI နယ်ပယ်မှာတော်တော်လေးနာမည်ကြီးနေတဲ့ပုဂ္ဂိုလ်တစ်ယောက်က DeepSea ဟာ Open AI ရဲ့လုပ်ငန်းလေပတ်မှုဇီးရိတ်နဲ့ရှင်ရင်နှစ်ရာခိုင်နှုန်းလောက်နဲ့ပဲလေပတ်နေနိုင်တယ်လို့ပြောပါတယ်။ ဒီလိုစရိတ်နည်းနည်းလေးနဲ့အင်အားကြီးတဲ့ပြိုင်ဘက်တစ်ယောက်ပေါ်လာတဲ့အတွက် OpenAI ရဲ့ CEO ဖြစ်တဲ့ Sam Altman ကဆိုရင်ညာဘက်တွေမှာကောင်းကောင်းအိပ်ပျော်နိုင်မှာမဟုတ်ဘူးလို့ခိုင်ဖူးလီကမှတ်ချက်ပေးထားပါတယ်ဆိုတော့အဲ့ဒီခိုင်ဖူးလီဆိုတာဘာတူလဲ AI လောကမှာရောပြိုင်ဆိုင်မှုတွေကဘယ်လိုပုံစံနေနဲ့ဆက်ဖြစ်လာနိုင်မလဲ Open AI ကရောသူ့ရဲ့များပြားလွန်းတဲ့လုပ်ငန်းလေဘမှုစရိတ်တွေကိုဘယ်လိုနည်းနဲ့ရှော့ချသွားဖို့ရှိနေလဲဒါမှမဟုတ် DeepSeek ရဲ့တိုးတက်မှုတွေကိုသူတို့ဘယ်လိုရင်ဆိုင်သွားဖို့ရှိနေလဲဆိုတာတွေကစိတ်ဝင်စားစရာကောင်းလာပါတယ်ဒါကြောင့်ဒီနေ့မှာတော့ AI နယ်ပယ်ရဲ့ပိုပြီးပြင်းထန်လာတဲ့ပြိုင်ဆိုင်မှုတွေအကြောင်းကိုမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ် မိတ်ဆွေများအလုံးမဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ခိုင်ဖူးလီဆိုတာကတော့ AI နဲ့နှီးပညာနယ်ပယ်ထဲမှာတော်တော်လေးထင်ရှားတဲ့ပုံကိုတယောက်ပါ။အခုလက်ရှိမှာဒေါ်လာ1.5ဘီလီယံကျော်ကိုစီမံခန့်ခွဲနေတဲ့ Vision Venture ဆိုတဲ့ Venture Capital Company ရဲ့ CEO လည်းဖြစ်ပါတယ်။သူကတရုတ်နိုင်ငံရဲ့နှီးပညာမြင့်ကုမ္ပဏီတွေမှာလည်းရင်းနှီးမြှုပ်နှံထားသူတယောက်ဖြစ်ပါတယ်။ ဒါအပြင်2023ဇူလိုင်လမှာစတင်ခဲ့တဲ့ O1 ဆိုတဲ့ AI startup တခုရဲ့တည်ထောင်သူလည်းဖြစ်ပါတယ်။အရင်ကဆိုရင်သူက Google, Microsoft, Apple တို့လိုနာမည်ကြီးနှီးပညာကုမ္ပဏီတွေမှာလည်းခေါင်းဆောင်ပိုင်းနေရာတွေမှာလုပ်ကံခဲ့ဘူးပါတယ်။ဒါကြောင့်ခိုင်ဖူးလီဟာ AI ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လူသိများတဲ့ပုံကိုတယောက်ဖြစ်ပြီးတော့ AI Oracle လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ သူ့ရဲ့စာအုပ်တွေဖြစ်တဲ့ AI Superpower နဲ့ AI 2041ဆိုတဲ့စာအုပ်တွေဟာကျွန်တော်တို့ရဲ့အနာဂတ်အပေါ် AI တွေကဘလို့တက်ရောက်မှုရှိလာနိုင်မလဲဆိုတာတွေကိုရေးသားထားတာပါဒါကြောင့်သူကအတွေ့အကြုံရင်းချက်ပြီးတော့လူအများရဲ့လေးစားခြင်းကိုခံရတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်လို့လည်းပြောလို့ရနိုင်ပါတယ်။သူက Bloomberg နဲ့အင်တာဗျူးတစ်ခုမှာ AI တွေရဲ့လက်ရှိအခြေအနေတွေကိုပြောပြခဲ့တာဖြစ်ပြီးတော့အဲ့ဒီထဲမှာ Sam Altman က DeepSeek ရဲ့ပြိုင်ဆိုင်မှုတွေကြောင့်စိတ်ပူနေရနိုင်တယ်လို့ပြောခဲ့တာပါ။ DeepSeek ရဲ့အရင်အမြင့်မလုံလောက်မှုကြောင့်တက်နေတဲ့ပြဿနာတွေ OpenAI ရဲ့ဤပညာကိုခိုးယူထားတဲ့ဆိုတဲ့ဆွဆွဲချက်တွေတရုတ်ဆိုရနဲ့ပတ်သက်နေတာတွေကိုစင်စာဖြတ်ထားတာတွေနဲ့ကုန်ကြစရိတ်အမှန်တွေကိုမပြောဘဲလိန်ညာခဲ့တာလားဆိုတဲ့တန်တရားတွေကိုခဏလေးမေ့ထားကြည့်လိုက်ပါအဲ့လိုမေးထားလိုက်မယ်ဆိုရင်တော့ခိုင်ဖူးလီပြောထားတဲ့အချက်တွေကတော်တော်လေးမှန်ကန်နိုင်ပါတယ်။အခုဆိုရင် OpenAI ဟာသူတို့ရဲ့ company တိစောက်ပုံတွေကိုတော့ပြုပြင်ပြောင်းလဲလာနေကြတာကိုတွေ့ရပါတယ်။ ဒါ deep sea ရဲ့ချိန်ချောက်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ interview ရဲ့အဆုံးသတ်မှာ Khan Fuli ရဲ့မျက်နှာပေါ်ကအပြုံးကိုမိတ်ဆွေတွေလည်းသတိထားမိကြမှာပါ။ "तू က Sam Altman တယောက်ကောင်းကောင်းအိပ်ပျော်နိုင်မှာမဟုတ်ဘူး"လို့ပြောသွားပြီးတဲ့နောက်မှာအဲ့လိုပြုံးခဲ့တာပါ။ So with that kind of formidable competitor, I think uh, Sam Altman is probably not sleeping well. တကယ်တော့ OpenAI ရဲ့လှုပ်ရှားမှုတွေကိုကြည့်ရတာတော်တော်လေးစိတ်ဝင်စားစရာကောင်းလာပါတယ်။ မကြသေးခင်ကသူတို့လုပ်ခဲ့တဲ့အရာတခုကိုကြည့်မယ်ဆိုရင် Open AI က Deep Sea ကိုတရုတ်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ chatbot တခုလို့စွပ်စွဲခဲ့တာတွေ့ရပါတယ်။ဒါတွေမကသေးပါဘူးတရုတ်နိုင်ငံကဖန်တီးထားတဲ့ AI model တွေကိုအမေရိကန်မှာလုံးဝပိတ်ပစ်ဖို့အထီတောင်တောင်းဆိုခဲ့တာတွေ့ရပါတယ်။ Open AI မှာလည်းဒီလိုတောင်းဆိုဖို့အတွက်အကြောင်းပြချက်ကောင်းနေရှိနေပါတယ်။ဘာလို့လဲဆိုတော့ deep sea တာတကယ်ပိတ်ပင်ခံရလိုက်မယ်ဆိုရင် open ai အတွက်အများကြီးအကျိုးရှိလာစေမှာမဟုတ်လို့ပါ ဆမ်အဒမန်ပြောသွားတာတရုတ်ရဲ့ deep sea ဟာတရုတ်အစိုးရရဲ့ထောက်ပံ့မှုနဲ့လဲပတ်နေပြီးတော့သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ဒါကြောင့်အမေရိကန်အနေနဲ့ဒီလို AI model တွေနဲ့တခြားသောတရုတ်အစိုးရရဲ့ထောက်ပံ့မှုရထားတဲ့လုပ်ငန်းတွေကိုပိတ်ပင်ပစ်ဖို့စဉ်းစားသင့်တယ်လို့တိုက်တွန်းခဲ့တာပါ။ဒါကလုံးဝအခြေအမြင့်မရှိတဲ့ဆွဆွဲချက်မျိုးတော့မဟုတ်ပါဘူးတကယ်အမှန်လားလို့မေးရင်တော့50 50လို့ပဲပြောရမှာပါ တရုတ်နိုင်ငံရဲ့ဥပဒေမှာတော့ deep sea ရာတုံးဆွဲသူတွေရဲ့အချက်လက်တွေကိုတရုတ်ဆိုရဘက်ကတောင်းဆိုတဲ့အခါမှာတင်ပြပေးရမယ်လို့သိရပါတယ်။ဒါကြောင့် open ai ဘက်ကပြောလာတဲ့ဒါတရုတ်ပိုင်တရုတ်လုံတရုတ်ထိန်းချုပ်ထားတာဆိုတော့ပြောဆိုချက်တွေဟာအခြေမြစ်ရှိတယ်လို့ယူဆရပေမဲ့လူအများစုကတော့ဒီလောက်ရက်ကိုပြိုင်ဘက်ကိုဖယ်ရှားဖို့လုပ်တဲ့ view အမြောက်လောက်ရက်တစ်ခုလို့ပဲမြင်နေကြပါတယ်။တကယ်တမ်းတော့ open ai ကဒီလိုလုပ်ခဲ့တာဆိုရင်လေသူတို့အပြစ်သွားပြောလို့မရပါဘူး။ ဘဲကုမ္ပဏီမျိုးမဆိုကိုယ့်ရဲ့ပြိုင်ဘက်ကိုခြေမုံးခြင်းမှာတော့ဓမ္မတာပါပဲတစ်ဖက်မှာလည်း deep sea ရဲ့ဈေးနှုန်းတွေက open ai ထက်အများကြီးတက်တာနေတာကြောင့်မလို့ open ai အတွက်တော့တကယ်ကိုခေါင်းကိုက်စရာအခြေအနေတစ်ခုဖြစ်လာနေပါတယ်ပြီးခဲ့တဲ့ interview အဆုံးမှာ Khan Fu လီပြောခဲ့တဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ AI model တွေအားလုံးဟာတဖြည်းဖြည်းနဲ့စွမ်းဆောင်ရည်ပိုင်းမှာတူညီတဲ့အဆင့်ကိုရောက်လာနေကြရတဲ့ဆိုတဲ့အချက်ပါဒီအချက်ကိုတော့ AI model တွေရဲ့ benchmark တွေကိုလေ့လာကြည့်ရင် သိနိုင်ပါတယ် Dell မှာ DeepSeek 3ဆိုတဲ့ model အစ်တစ်ခုထွက်လာခဲ့ပြီးတော့ဒီ model ကအမှတ်ကောင်းတွေရထားတာကိုလည်းတွေ့ရပါတယ် artificial analysis leaderboard လို့ခေါ်တဲ့ AI စွမ်းဆောင်ရည်ကိုခြုံငုံအကဲဖြတ်ရမှာတော့ non reasoning model တွေတိုင်းမှာတော့ deepseek ကအကောင်းဆုံး model တစ်ခုအဖြစ်နဲ့ရပ်တည်နိုင်ခဲ့ပါတယ် ဒီအညွှန်းကိန်းမှာတော့အကြောင်းပြချက်ပေးနိုင်မှုဗဟုသုတတင်ချာနဲ့ coding scale စတဲ့အကဲဖြတ်မှု9ခုပါဝင်ပါတယ်။ဒါမဲ့ဒီ benchmark တွေကတော့အချိန်နဲ့အမျှပြောင်းလဲနေနိုင်ပါတယ်။ဘာလို့လဲဆိုတော့ AI နဲ့ပေရလဲအရန်မြန်မြန်တိုးတက်နေတာကြောင့်ပါ။ဒါ open ai အတွက်တော့တော်တော်လေးကိုပြင်းထန်တဲ့ပြဿနာတစ်ခုဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ deep sea ကစွမ်းဆောင်ရင်မနိုင်တယ်လို့ဈေးနှုန်းပိုင်းမှာလည်းတခြားပြိုင်မဲ့ဒေတာအများကြီးတက်တာနေတာကြောင့်ပါ။ ဒါပြင် deep sea က AI နဲ့ပဲမှနေရာတစ်ခုခြေကုပ်ရယူနိုင်ဖို့အတွက် model အသစ်တွေကိုအမြန်ဆုံးဖန်တီးပေးနိုင်ဖို့ကြိုးစားနေကြပါတယ်။သူတို့အနေနဲ့တော့အခုလိုချက်ချင်းကြီးလူအများရဲ့စိတ်ဝင်စားမှုကိုရလာနိုင်မယ်လို့တော့မထင်မှတ်ထားခဲ့ကြပါဘူး။ဒါမဲ့အခုတော့သူတို့မျှော်လင့်ထားတာထက်တောင်ပိုပြီးအောင်မြင်လာတဲ့အတွက်ပိုကောင်းတဲ့ model တွေကိုအစောတလင်ထုတ်ပေးနိုင်ဖို့အတွက်စဉ်းစားလာနေကြတာပါ ပညာရှင်တချို့ကတော့ deep sea ရဲ့တိုးတက်မှုအနေအထားတွေအရနောက်ထပ်မဲ့ base model တွေဟာ application တွေမှာအကောင်းဆုံးစွမ်းဆောင်ရည်ကိုပေးနိုင်လိမ့်မယ်လို့ပြောဆိုနေကြပါတယ်။ဒါကြောင့်ဒီနှစ်ထဲမှာပဲ AI နဲ့ပဲဟာဘလို့အခြေအနေမျိုး ရောက်သွားမလဲဆိုတာတော်တော်လေးစိတ်ဝင်စားစရာကောင်းလာနေပါတယ်။ပြိုင်ဘက်တွေများလာတာအကောင်းဆုံးသော AI model တွေကိုအယမ်းမြန်မြန်ထွက်လာစေဖို့တွန်းအားပေးသလိုဖြစ်နေပါတယ်။ဒါအပြင်ဈေးနှုန်းတွေကိုလည်းအပြိုင်ဆိုင်လျှော့ချလာနေကြပါတယ်။ ။ဒါကြောင့် Open AI တို့လိုကုမ္ပဏီတွေအနေနဲ့လည်းသူတို့ရဲ့လုပ်ငန်းပုံစံတွေကိုပြောင်းလဲဖို့အတွက် PR တွေများလာနေရပါတယ်။ Open AI ကလည်း AI ပြန်ပွဲကိုလက်လျှော့လိုက်ပုံတော့မရပါဘူး။ဒါပေမဲ့သူတို့ကုမ္ပဏီရဲ့တိစောက်ပုံတွေကိုတော့အကြီးအကျယ်ပြောင်းလဲနေကြပါတယ်။ Sam Altman ကသူတို့ရဲ့ model အစ်စ်တစ်ခုကိုထုတ်လုပ်ခဲ့တဲ့အကြောင်းနဲ့အကောင်းဆုံးသော AI model တွေအများကြီးရှိနေသေးတဲ့အကြောင်းကိုလည်း interview တစ်ခုမှာပြောသွားပါတယ် ။သူက AI ကို transistor တွေနဲ့ခိုင်းနိုင်ပြီးတော့အစာပိုင်းမှာ transistor တွေကဈေးကြီးပြီးကုမ္ပဏီအနှဲငယ်ရပဲလုံနိုင်ခဲ့ပေမဲ့အခုတော့ဖုန်းတိုင်းလိုလိုမှရှိနေပါပြီ။ large language model တွေလည်းအဲ့လိုဖြစ်လာနိုင်ပါတယ်လို့ပြောသွားခဲ့ပါတယ်။ဒီပုံမှာမိတ်ဆွေတွေရဲ့သုံးသက်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ။မိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်။ နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်